citrus fruit လို့ခေါ်တဲ့အချင်းအရသာကဲသူနဲ့စိတ်ရှင်လန်းကြပါစို့ ။နောက်တစ်ခေါက်ဈေးသွားရင်အရေရွှမ်းချင်းပြုံးပြုံးတစ်တီတွေကိုဈေးချင်းနောက်နဲ့ထည့်ဝယ်ဖို့မမေ့ပါနဲ့နော်။ Vitamin C အများကြီးပါဝင်တဲ့တည်တီးတင်တယ်တွေကအယောင်တောက်တောက်နှစ်လပပလေးနဲ့ဆွဲဆောင်တယ်။အထဲကအရသာဆိုရင်လည်းသူ့ကြီးတက်တက်တည်တီးအနေနဲ့ပဲစားမလား။အချိုလျှော့လို့ထည့်ထားတဲ့ဖြော်ရည်လုံးလို့တောက်မလား။ရတာပါပဲ။တချို့အချင်တက်ပါတဲ့တည်တီးဟင်းသီးဟင်းရွက်အမျိုးအစားဆိုရင်ဥပမာမယန်းသီးတည့်ရက်သီးမကြီးသီးတို့ကို အသားနဲ့ပဲကြောချက်ချက် ဟင်းရွက်နဲ့ရောလို့ချင်းရင်ဟင်းမဲချက်ချက်ဟင်းနဲ့ထက်ချက်လို့စားမလားရပါသေးတယ်။ချူချူချင်းချင်းလေးနဲ့စားလို့ကောင်းတယ်နော်။ဒီပြင်ရှင်လန်းကျန်းမာဖို့အထောက်အကူပေးပါတယ်ဆိုရဲနေမော်သည်တက်မရသည် grapefruit သည်တရက်သည်စတော်ဘယ်ရီသည်တလဲသည်နဲ့တခြားအချင်တဲ့ဂျဲဝါစာပါဝင်တဲ့သီးသီးတွေဟာဗိုက်တာမင်စီ အပြည့်အဝပိုင်ဆိုင်ရရှိစေမယ်အကောင်းဆုံးစားဖွယ်ရည်ပဲဖြစ်ပါတယ်။ ဗိုက်တာမင်စီကတို့ရဲ့ immune system ဆိုတဲ့ခုခံအားစနစ်ကိုအားပြည့်ဖို့တိတ်ကောင်းစေဖို့အတွက်အများကြီးကူညီနိုင်တဲ့အစွမ်းရှိသူပါဗိုက်တာမင်စီစားထားပြီးရင်ကိုယ်ထဲမှာအမြင်တက်ကြွားနေတယ်အလုံများလုံးနဲ့ကြောက်ကက်ကလေးမှာကြောက်တရာကိုကြီးပြည့်စေနိုင်တယ်ကယ်လိုရီနည်းတာဖြစ်လို့အစီရီရောအလှပိုစေတယ်အချင်တက်များနေမှာဖြစ်လို့သွေးတိုးတက်လာမှာကိုလည်းမကြောက်ရတော့ဘူးဒါအပြင် အကျိတ်အဖုဖြစ်ခြင်းကိုနည်းစေတယ်တဲ့ ဒါရီယာတွေကဒို့တွေဗိုက်တာမင်စီစားသုံးပေးရတာကြီးရလာမယ်ရလက်တွေ့ပါတယ်နော် ကိုယ်အတွင်းမိုင်းပြီးတော့ကိုယ်ခန္ဓာအပြင်ပိုင်းကိုကြည့်ကြအောင်မလားဗိုက်တာမင်စီပြည့်ဝမျှတနေသူရဲ့အသားရည်ဟာကြည်လင်တင်းရင်ပြီးတောက်ပရှင်နေနေရမှုလို့အခုခေတ်အလှကုန်ပစ္စည်းတွေမှာဗိုက်တာမင်စီထည့်ဝင်လို့တိတ်အသုံးများကြပါတယ်။ဒီလိုအကောင်းမွန်တဲ့ဗိုက်တာမင်စီကိုကိုယ်အတွင်းထဲကဖြည့်ကူပေးရင်ပိုလို့စိတ်ချရပါတယ်နော်။ဆိုရင်ဗိုက်တာမင်စီညံ့ရရစေတဲ့ အရေရွှမ်းချိုးချင်တိမှန်လေးတွေကိုစားတင်လဲဆိုတာလုံးဝအတိအကျပါပဲအထူးပြုလို့ပြောပြချင်တာကတော့ဗိုက်တာမင်စီစားသုံးပြီးရင်တို့ရရဲ့စိတ်အခြေအနေကောင်းမွန်အားပြည့်စေနိုင်တာကိုပါလေးလာတွေ့ရှိချက်တွေမှာပြောပြတာကတော့ဒူရီအတွက်ဗိုက်တာမင်စီပါဝင်တဲ့စားဖွယ်ရာကိုမြန်မြန်စားသုံးပြတာကနေစိတ်ဖြစ်စီမှုန့်ချက်ခြင်းကိုတိတိတတ်တာရော့ကြတယ်စိတ်လှုပ်ရှားလွယ်တုံ့လုံချောက်ချလွယ်ရာတွေကိုတတ်တာစီပါတယ်တဲ့ စိတ်ပြည့်စည်လို့ရင်ကိုရင်းမှာမြန်များတိုးလာတတ်တဲ့ကော်တီဇောလို့ခေါ်တဲ့ stress hormone ကို vitamin C စားသုံးပြီးခြင်းကနေညော့နေစေနိုင်ပါတယ်เนาะနောက်ထပ် boost brain function လုပ်ပြီးနိုင်တယ်ဆိုတော့ vitamin C ကတို့ရဲ့ကိုယ်ထဲမှာပြေဝမျှတစွာရှိနေတာအုံနောက်ရဲ့လုပ်ငန်းဆောင်တာတွေကိုအားပေးတိုးမြှင့်တင်တယ်ပေါ့ ဆိုတော့ကိစ္စအရှုပ်အရှင်းတို့တွေ့ကြုံရပြရာကနေစိတ်ရှုပ်ထွေးစဉ်းစားရကြတာဖြစ်နေခဲ့ပြီဆိုတဲ့အခါဗိုက်တာမင်စီစားသုံးလိုက်မယ်ဆိုရင်အုံနောက်ပင်မနာသက်တာနဲ့စဉ်းစားရကြက်နေတာတွေကိုဖြေလျော့နိုင်ပါတယ်လို့ဆိုလိုချင်တာပေါ့ဒီတော့စိတ်မွန်းကြက်တာတွေပြီးရောကိုဗိုက်တာမင်စီပြည့်ဝတဲ့အသီးအနှံစားသုံးလို့အားကူကြပါစို့နော်